ကျွန်တော်တို့ nucleic acid based test တွေခုနကပြောခဲ့တဲ့ဟာတွေပေါ့နော်အများကြီးပဲ PCR နောက်ကကြတော့ဆိုတော့ DNA microarray အများကြီးပေါ့ဒါရဲဆိုတော့ sensitivity ကောင်းတယ်ပေါ့ high sensitivity ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်အစီအစဉ်ပြည့်ပြည့်အသုံးပြုလို့ရတဲ့နေထားရရှိတယ်ဆိုပြီးဒီတိုင်းအောင်ပါသူကအထူးပြုသင်ကြားဖို့ပေါ့နော် training သင်ကြားလုပ်เสียရလို့တယ်ဒါကကျွန်တော်ပစ္စည်းကိရိယာတွေ set တွေလည်းအများကြီးလိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါမဟုတ်တဲ့တခြားဆိုတော့ alternative method တွေရှိသေးတယ်အဲ့ဒါတွေကနောက်ထပ် nilan nilan ပုံစံတစ်မျိုးတွေပေါ့ဒါပေမဲ့အိတ်ကောင်တွေကကျတော့အခုနကပြောသလိုကိကထအများတာပါညာတိတ်မရှိဘူးနောက်ထပ်ကျတော့သူ့ရဲ့ training အရင် intensive င့်ချွင်နေမလို့ဘူးပေါ့ဒါကြောင့်ကျမတို့အဲ့ကောင်လေးတွေကိုလည်းရင်းမြစ်ထဲမှာဒီသားထဲမှာသုံးမယ်ဆိုလို့ရှိရင်ထားမျိုးလေးတွေသုံးလို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ကဟိုသဘောတရားအပြင်ကိုကကို့မှာဘယ်လိုမျိုးဒီဆက်ပစ္စည်းဒါလိုအပ်တယ်လေဆိုတဲ့ဟာကအဲကို့ဒေတာနဲ့ဘယ်လိုမျိုးလာရောညီတွေရှိမလဲဆိုတဲ့ဟာကြိုတင်ပြီးတော့တည်ထားဖို့လိုအပ်တယ်ဒါဘာဆက်ကြီးရှိတော့မှဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကို့ဘာဆက်ကတော့ဘာအတွက်ကိုအသုံးဝင်နေဆိုတဲ့ဟာမျိုးတော့သဘောတရားအပြင်နားလည်နေဖို့ကျမဒါလေးပြောပြရခြင်းဖြစ်ပါတယ်ဆိုတော့ကျမတို့ကဒါနဲ့ပတ်သက်ပြီးတော့ပိုးတွေသူကထွက်တဲ့အစိတ်တွေကျမတို့တောက်ဆင်တွေကိုလည်းစစ်ဆေးလို့ရတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ခုနကလိုမျိုးကျမတို့ဆက်အကြီးကြီးတွေရှိတာလည်းဒါလို့ ရှင်ပိုပြီးဒီကောင်လေးကညံစမ်းလွယ်ကူတယ်တခါကျမတို့ကစစတင်ဒီနစ်စပယ်ဆယ်တပီကောင်နဲ့ဆိုတော့လေသွားပြီးကြည့်တီကြည့်သေးရပေါ့နော်ကောင်းလောကောင်းလောဆိုတော့ကျမတို့ကြည့်သေးတယ်ဒါပေမဲ့အဲ့ကောင်လေးကတော်တော်လေးအော်တန်တီတီမသက်တည်နေနေရကောင်းတယ်နောက်ကျမတို့ကုညာကြီးကလည်းနေတက်တာရဲ့အပြင်ကိုကျမတို့ရင်းမြစ်နယ်ပါဒေသတွေအတွက်အသုံးဝင်တဲ့အချက်ကတော့ကျမတို့တောင်ပိုဆိုင်ကလင်းပေါ့နော် PCR နီးပညာတွေမှာကျမတို့ရှိရပြောခဲ့တာရှိတယ်တောင်ပိုဆိုင်ကလာဆိုရဲဒီအပူချိန်မြင်လာနေလိုက်လို့ပြောခါကြတော့ကိုလိုချင်တဲ့ဒီဒီပရိုတင်းကိုတိစားရတယ်ဆိုရင်နေသားမျိုးလုတ်ပြီးရတယ်ပေါ့ဒါပေမဲ့အဲ့ကောင်လေးကဘာလဲဆိုလို့ရှိရင်ဒီအော်တန်တီတီမသက်လေးတွေကတောင်ပိုဆိုင်ကလင်းစနစ်မလိုဒါကြောင့်မို့ ျမတို့ကရင်းမြစ်နယ်ပါဒေသတွေဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတင့်တော်ပေါ့နော် constant temperature ကြီးဈာကြီးထားစီအောင်မလိုတဲ့တွေ့ကြုံဆိုတော့ကျမတို့က rapid test ကြီးကျမတို့သွားပြီးစဉ်းစားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးသွားပြီးတော့စဉ်းစားရတာဖြစ်ပါတယ်အခုနပြောရဲစမာတို့ဒီ nest bar တို့ lamb တို့ဆိုတာဒါခုနကပြောရဲ alternative method လေးပေါ့နော်သူက iso တာမယ်ဆိုတာက iso တာမယ်ဆိုတာ same temperature ပေါ့ temperature ကတညီတည်းပဲ pull up လိုက် pull up လိုက်အများကြီးမရှိဘူးတမ်ဘိုဆိုင်ကလာအဲတမ်ဘိုဆိုင်ကလင်း လောက်ဆရာမလို့ဒါကြောင့်လို့ကျွန်တော်တို့ PCR လိုမျိုးဒါအရင်ကြီးကတည်းကများများရတဲ့အတွက်ကြောင့်မလို့ bacteria နဲ့ပတ်ကြောင့် RNA virus ကိုစစ်ဖို့အတွက်အလို့စစ်ပေးတာမျိုးတင်ထားရပါတော့ခက်သေးသေးလေးပါပေါ့နော်ဆက်ကလေးကဆိုတော့ဘာပဲပြောပြောကျွန်တော်တို့ကဒီဟိုကျွန်တော်ပြောချင်တာဒီဆက်တွေကိုကျွန်တော်တို့ဝယ်ရမယ်ပညာပြောချင်တာမဟုတ်ဘူးသဘောတရားအဖြစ်ကကျွန်တော်စစ်ဆေးမယ်ဆိုလို့ရှိရင်ဒီလိုဆက်တွေအသုံးဝင်ဖို့ကဘယ်လောက်ရှိသလဲဆိုတာ advanced technique လည်းဖြစ်တဲ့အပြင်ပို့ပြီးတော့လည်းတိကျတိကျကောင်းဖို့နဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရင်းမြစ်နယ်ပါဒေတာတွေမှာ2ပြေဆိုရင်ရင်းမြစ်နယ်ပါဒေတာတွေဆိုမယ် refer လုပ်လို့အဆင်ပြေတဲ့ဒီ laboratory ခကြီးကြီးကိုကိုယ့်ရဲ့ရင်းမြစ်နယ်ပါ ေတာတွေမှာဒီစင်တာအနေနဲ့ထူထောင်လုပ်မယ်ဆိုချက်ဒါမျိုးလေးတွေဆီမှာတို့ကဒါတင့်တော်တယ်ပေါ့နော်တခါတခြားဟိုဆီမှာစစ်ဆေးခြင်းနဲ့ဒီပတီရာတွေအတွက်ကိုလည်းပြီးတော့တီးဆက်စစ်ဆေးလို့ရတဲ့ဟာမျိုးလေးတွေရှိတယ်ဒါကြောင့်မို့ဆီမှာတို့ကဖူဝိုင်းစနစ်အတွက်ကိုလည်းပဲမစင်စားပဲနေတခြားတော့ဆီမှာတို့ကကိုစစ်ခြင်းနဲ့ပတီရာဗိုင်းရပ်စ်တွေဥတည်ပြီးတော့ဟာကြတော့ဒါတွေကိုဆီမှာတို့ကိုဒီသားအတွက်ကိုထားရှိထားမယ်ဆိုလို့ရှင်ဒါကရေစီအတွက်စင်ပြေပါဒါပေမဲ့တခုရှိတာကကြတော့ဒါနဲ့ပတ်သက်တဲ့ဆီမှာတို့ training menu ပဲနောက်တခြားတော့ဒီ operational menu လို့ဟာမျိုးတွေကတော့ဂျင်းရက်ဒီလိုလိုရက်တဲ့နောက်ဆီမှာတို့ကိုရဲ့ဒီသားတွေမှာဘယ်လိုမျိုးအပြည့် microbiology ရှိတယ်လဲဆိုတဲ့ဟာကိုလည်းမနားလည်ထားဖို့လိုတယ်ပေါ့။ဟိုမှာ salmonella တွေကအရင်များနေလားကိုဒေသမှာဘယ်လို bacteria တွေရောအရင်စိုးစိုးရွားရှိနေလဲဆိုတဲ့ဟာကတော့ကနဦးအဖြစ်သိထားဖို့လိုတယ်ပေါ့နော်။ဒါကဘောဒီယာဆရာမကပြောပြပေးရဖြစ်ပါတယ်။ နောက် lamp ဆိုတာလေးလည်းရှိသေးတယ်။ဒါလေးကလည်းပဲကျွန်တော်တို့ခုနကပြောဆို alternative method ဖြစ်တယ်။အရှိကတော့ loop mediated isothermal amplification သူလည်း isothermal ပဲ။ဒါကြောင့်ကျွန်တော်တို့ဒီ nucleus amplification method ဖြစ်တယ်။ဉာဏ်စံတယောက်တယ်။နောက်တစ်ခါကျ DNA RNA sequence တွေကိုလည်းပဲကျွန်တော်တို့ save နိုင်တယ်ပေါ့နော်။ပြီးတော့ဟာကျတော့ကျွန်တော်တို့ကဒီတဲ့သူ့မှာပုံဖော်ထားတဲ့ primary ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ DNA ပွားများရေးအတွက်ကိုလည်းပဲအသုံးဝင်တယ်။ယောဂါရှာဖို့ရေးကျွန်တော်တို့ပသိုခြင်းတွေစစ်ဆေးရှာဖို့ရေးနေမှာကျွန်တော်တို့ဆက်အသေးလေးတွေရတော်တော်လေးအဆင်ပြေတယ်ပေါ့နော်။ဒါလေးက lamp ဖြစ်ပါတယ်။ဒါမြင်မှုအောင်ပြောပြရတာပေါ့။ ဒါသူရဲ့ definition လေးပေါ့လေဒါ next မှာခုနပြောတဲ့အရှိရတွေ့ခဲ့ဆက်ကလေးရဆိုလို့ရှိရင်သူက PCR လိုမျိုးအဲတမ်ဘို cycling အဲ temperature cycling လုံးဆရာမလို့ဘူး။ဒါကြောင့်လမ်းဆိုလမ်းနဲ့ပဲအဲ့လိုပဲပေါ့နော်။ကျွန်တော်တို့သူတို့စစ်နိုင်တဲ့စစ်လို့စစ်ပြီးလို့ရတဲ့အချိန်အချိန်ကြီးကကျွန်တော်ကြည့်လိုက်ပေါ့နော်။မနာရီဘက်တနာရီတွင်းလို့45မိနစ်လို့တွင်းမှာစစ်ဆေးပြီးလို့ရတာဖြစ်တယ်ပြီးကျွန်တော်တော်တော်ယူထားကအဆင်ပြေရဲ့ဆက်လေးတွေလို့ကျွန်တော်တို့နားလေလို့ရတယ်ပေါ့နော်။အရှိအပြောရဲကျွန်တော်တို့ nuclear cell based method တွေပြီးသွားပြီဆိုကျွန်တော်တို့ bio sensor based method တွေလည်းပဲနည်းနည်းလေးစဉ်းစားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေလည်းပဲကျွန်တော်တိကျမြန်ဆန်တာရရှိကုန်ကြချင်းလည်းနေပါတယ်အသုံးပြရလို့တယ် training ပါ냐အရင်မလို့ဘူးပြီးတော့အသုံးပြရနေစနစ်ကသူကတက်ခွဲနေမှုတော့ကျွန်တော် sample pre enrichment ဆိုရကောင်လုပ်เสียမလို့အဲ့တော့အဲ pre enrichment ဆိုတာကကျမတို့ကနဦးအပြည့်တန် sample ကိုတန်းပြီးတော့စစ်ဆေးဖို့အတွက်မရတဲ့အတွက်ကြောင့်မလို့ဒီထဲမှာပါတဲ့ sample ထဲမှာပါတဲ့ပိုးကိုစစ်ဆေးတိုင်းတာလို့ရတဲ့နေသားတစ်ခုဖြစ်အောင်ကျမတို့ပြန်ပြီးတော့ enrich လုပ်ရတယ်မွေးမြူပေးရတယ်ပေါ့နော်အဲ့တော့အဲ့လိုလိုမြူတာအချိန်ကြာတယ်သူကအဲ့တော့ဖြစ်လဲဆိုလို့ရှိရင်ဟိုပါပေါ့အရန်အချိန်အချိန်နဲ့အတူတူညီတိကျနေရဲဆိုရဲ diagnosis တိကျနေဆိုရဲနေသားမျိုးဆိုရင်ကြာတော့ pre enrichment လုပ်တဲ့အချိန်တွေကသူကတော်တော်ကြီး limitation ဖြစ်စီရပေါ့ဒါပေမဲ့ဗာလဲ ဆိုရင်ဘာလို့စဉ်းစားပြီးစမသက်တည်းကြောအဲ့လိုမဟုတ်ဘူးအဲ့မသက်မလိုတဲ့အတွက်ကြောင့်မလို့စစ်စေးရတာလည်းပဲအင်တာမှာလွယ်တယ်ပေါ့နော်ပြီးတော့ခါကြတော့လူနာနီးနဲ့မှာပဲဆို point of case ပုံစံစစ်စေးလို့ရတဲ့အတွက်ကြောင့်ဒီလီလန်းနေရာလည်းပဲ repeated စီထဲမှာပါတယ်ဒါကကျွန်တော်တို့ နောက်ထပ်စစ်ဆေးလို့ရတဲ့ test တွေရှိသေးတယ်ပေါ့နော်ရှိရကျွန်တော်တို့ပြခဲ့တဲ့ဒီ electric flow assay လို့ဟာမျိုးလေးတွေလည်းပဲကျွန်တော်တို့အဲစစ်ဆေးဖို့အတွက်ဒီကောင်လေးတွေကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကြတော့ဒီကျွန်တော်ဘယ်ဟာကိုစစ်မှာလဲပေါ့နော်ခုနကရှိရပြခဲ့တဲ့ဟာလေးတွေကကျွန်တော်တို့က patient ကရတဲ့ sample တွေကိုစစ်မှာအခုပြောတဲ့ဟာတွေကကျွန်တော်တို့ကအစားကရတဲ့ sample တွေကိုစစ်မှာဒါကြောင့်ကျွန်တော်တို့ကစစ်ဆေးမယ်ဆိုလို့ရှင်ကြတော့ပုံစံကွဲသွားတဲ့အတွက်ကြောင့်လို့ ကိုရောယောဂါဒီဒိုင်နိုဆစ်ကိုမမှန်ကန်ကန်နဲ့အပြင်မမှန်ဆန်ဆန်သိစင်နေဆိုလို့ရှင်ကြတော့ကျွန်တော်တို့ကဒီ immunology base method တွေပွားပြီးတော့အားသာကြားတဲ့ချက်တွေကိုလည်းစဉ်းစားဖို့လိုသေးတာပေါ့နော် တော့ကျွန်မ immunology ရဲ့ဘေးမက်သတ်ဒီမှာအဓိကကဘာလဲဆိုလို့ရှိရင်တခြားကျွန်မတို့ contamination တွေပေါ့နော်တခြား molecules တွေ target မဟုတ်တဲ့ cells တွေနဲ့ DNA protein ဓာတ်တွေကျွန်မတို့ကင်းစင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါတွေကင်းနေဆိုလို့ရှိရင်တော့ဒီ immunology မက်သတ်တွေကလည်းသုံးမယ်ဆိုလို့ရှိရင်တော့သုံးလို့ရပါတယ်အဲ့တော့ကျွန်မတို့တခြားသောဒီနီလန်းတွေရှိသေးတယ်ဆိုပေမဲ့လည်းပဲနီလန်းတစ်ခုရဲ့အဲအားဖြင့်တစ်ခုရဲ့နေရာတော့တွားပြီးတော့ဟိုစစ်ဆေးမယ်ဆိုလို့ရှိရင်အတီးပြို့အတွက်မလုံလောက်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့က rapid method တွေပေါင်းပြီးရောခါကြတော့ဒီစစ်ဆေးတွေ့ရှိဖို့အတွက်ကိုအားလုံးပေါ့နော်တခြားအဲဒီ lab ဆိုရဲဒီ immunology method ဒီမဟုတ်ဘဲねတခြားဆိုကျွန်တော်တို့ bio sensor based method ပေါ့เนาะအဲ့လိုမျိုးတွေပေါင်းပြီးတော့ခါကျတော့စစ်ဆေးမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့တိကျတိကျတဲ့အဖြစ်မျိုးရရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီ oh the only the only way to identify ဆိုလို့ရှင်ကြတော့တခုတည်းနဲ့တွားပြီးတော့စစ်ဆေးလို့မြောက်ဒါကဘာလဲဆိုရင် food borne pathogen တွေကိုကျွန်တော်တို့ကအတိုင်းလူစစ်ချဖို့တည်းဆိုလို့ရှင်စဉ်းစားရတဲ့ဟာဖြစ်တယ်ပေါ့เนาะဒါကြောင့်ကျွန်တော်တို့ကဒီလမ်းတွေကိုအများကြီးရှင်းပြနေရဲဆိုတော့အဲ့ဒါလေးပဲပါတယ်ပေါ့เนาะအဲ့ဒီအကြောင်းပါလေးပဲပါအဲ့ဒီအကြောင်းပြောတဲ့အကြောင်းလေးပဲပါပါတယ် အဲ့တော့ application လုပ်မယ် limitation လို့တော့ပြောတော့တကယ်ကို apply လုပ်တော့မယ်ဆိုလို့ရှိရင်ကြာတော့စမတော့တကယ်တကယ် account မှာ salmon dela ဆိုကြတော့ဒါဆိုလို့ရှိရင်လည်းပဲ salmon dela တစ်ကောင်လေးကိုတောက်ဆင်ဆိုလို့ရှိရင်လည်းစောက်တမျိုးလေးကို OTP ပြီးတော့ခါကြတော့စစ်ဆေးထုတ်လုပ်ထားတဲ့ method တွေရများတော့အပြင် rapid method တွေဖြစ်တယ်ပေါ့ဒါကြောင့်စမတို့ဒီဒီအရင်မြန်ဆစ်လို့ရတယ် choose program အနေနဲ့လည်းပဲအဆင်ပြေရပါတော့အဲ့တော့အဲ့ဒီမှာစမတို့က rapid method အနေနဲ့ဆိုလို့ရှိရင်စမတို့ positive test တွေပြပြီးဆိုကြတော့ဒါက ါဆာပါလဲဆိုလို့ရှိရင်သူကအဲကနဝူးစကရီနင်းတက်စ်ပင်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမယ်အဲ့တော့ကျွန်တော်တို့ standard method ဖြစ်တယ်တခြားသောကျွန်တော်တို့က conventional method တွေနဲ့လည်းပဲစစ်စစ် review ကိုလုပ်ရဲပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒါတွေကဒီ view ကိုကြားရဲဆိုတာမှန်နေရဲ့လည်းပဲ standard method တွေကိုမရနိုင်တဲ့အတွက်ကြောင့်မဟုတ်လို့လည်းပဲအဲ့ဒါ limitation တော့မဟုတ်ဘူးပေါ့နော်ဒါခါကျွန်တော်တို့ negative method ရရဲဆိုလို့ရှိရင်လည်းများသောအားဖြင့်အအစားစာတွေကိုလို့ food ဘာ sample ရစ်မယ်ဆိုရင်ညာ negative result တွေထွက်တာများရတယ်ပေါ့နော်အဲ့ဒါလည်းခုနကပြောလို့ကျမတို့ lower တဲ့ဒီ pre-arrangement လို့ဟာမျိုးဒီအစားအစာတွေမှာပါဝင်တဲ့ပစ္စည်းကိုတေချာစစ်ဆေးတိုင်းတာလို့ရတဲ့ level တစ်ခုဖြစ်ရအောင်ကျွန်တော်တို့လုပ်ပေးရတဲ့အနေအထားမျိုးကိုရှိတဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့်ဟာစစ်ဆေးမယ်ဆိုလို့ရှိရင် negative တွေထွက်တာများတတ်တယ်ပေါ့နော်အဲ့တော့စစ်ဆေးမယ်ဆိုလို့ရှိရင် method တွေအားကြတော့ခုနပြောလိုပဲအချိန်နည်းနည်းအတွင်းမှာတိတိကျကျတေချာစစ်ဆေးနိုင်တဲ့ method တွေမှပဲအဆင်ပြေမယ်အဲ့ကြောင့်ကျွန်တော်တို့ဟာဘယ်နည်းလမ်းတွေအသုံးပြုမှာလဲဆိုတော့အခု rapid method တွေအားလုံးကိုရှင်းပြပေးနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် rapid method တွေကိုသုံးမယ်ဆိုလို့ရှိရင်သူရဲ့ သူ့ဘယ်လိုအသုံးချအောင်လဲပေါ့နော် apply ဘယ်လို apply လုပ်မလဲဆိုတော့ application တီးဖို့လိုအပ်တယ်ဒါကကျွန်တော် limitation တွေကိုလည်းပဲတီးဖို့လိုအပ်ပါတယ်အဲ့တော့ဆွမ်းနာပြောရဲကျွန်တော် enrichment လုပ်တယ်ဆိုတဲ့ကိစ္စကိုလည်းကျွန်တော်နည်းနည်းထပ်ပြောရှင်းပြမယ်ပေါ့နော်အဲ့တော့ enrichment မလုပ်ဘူးဆိုလို့ရှင်ကြတော့ခုနဒီစစ်စေးနိုင်တဲ့ level တကူမရောက်ဘူးဆိုလို့ရှင်ကိုထွက်တဲ့ result တွေကအမားတွေထွက်လာမယ်ပေါ့နော်မတွေ့ဘူးဆိုတဲ့ဟာမျိုး negative ဆိုတဲ့ဟာမျိုးတွေထွက်လာတယ်ဒါကြောင့်ကျွန်တော်တို့ဒီ enrichment လုပ်တယ်ဆိုတဲ့ဟာကဒီ repeat method တွေအတွက်ဆိုလို့ရှင်သူ့ရဲ့ဟို limitation လို့လည်းပြောလို့ရတယ်ဒါပေမဲ့လည်းဆိုလို့ရှင်ဒီကောင်ကျွန်တော်တရားလေးလုံးနိုင်မယ်ဆိုလို့ရှင်လည်းဒါကတရား apply လုပ် ပ်နိုင်တဲ့အနေအထားမျိုးလိုပဲသွားပြီးတော့ဖြစ်စီသေးတယ်ပေါ့နော်အဲ့တော့ arrangement နဲ့ပတ်သက်ပြီးတော့လေဆိုတာ nation ပြတာ arrangement လို့ရှင်ကောင်းကျိုးပေါ့နော်သူကကောင်းမွန်တဲ့အကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပါတယ်လှုပ်ရှင်းရဖြစ်ပါဘာရနိုင်လဲဆိုလို့ရှင်ပါနိုင်တဲ့ဒီဆံမဲမှာပါနိုင်တဲ့ inhibitor တွေအားလေးတွေကိုလည်းယုံနေစီတယ်နောက်ကကြတော့ cell တွေမှာဆိုတော့ virus နဲ့ virus ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ဆံမောက်ရှိပါ HIV လက်ရှားသင်ခဲ့တာတော့ဒီစားလေးပဲကြားရပြီဖြစ်တယ်ပေါ့နော် cell ရှင်တာတည်တာဆိုတော့ဘယ်လိုခွဲမလဲဆိုတာလေးတွေ ပြောပြခဲ့တာရှိတယ်။ဆိုတော့အဲ့ဒီမှာလည်းပဲတခါအေးအဲ့ဒီလိုမျိုးဆိုတာခွဲခြားပေးနိုင်တယ်ဆိုတာအားနည်းတယ်လို့ arrangement process ကလည်းလုပ်ပေးနိုင်တယ်။တခါကျမတို့အစားအစာတွေ processing လုပ်တဲ့အချိန်မှာပေါ့နော်ထုတ်လုပ်တဲ့ဒီ manufacturer လုပ်တဲ့ဆိုတဲ့ processing လုပ်ငန်းစဉ်ထဲမှာဆေးတွေပြည့်စည်သွားတယ်ဆိုတဲ့ဟာမျိုးရှိတယ်။ဆိုတော့အဲ့ဒီဟာတွေကိုလည်းပဲဒီ arrangement လုပ်ငန်းစဉ်အားပြန်ပြီးတော့ပြင်ပေးနိုင်တယ်ဆိုတဲ့အကောင်းဆုံးရှိတယ်ပေါ့။ဒါကြောင့်ကျမတို့ arrangement ကလုပ်ဖို့လိုအပ်တယ်အဲ့လို့သူ့ရဲ့ process အရာပေါ့နော်လုပ်ဖို့လိုအပ်တဲ့ဟာလို့ရှင်လိုအပ်မှာဖြစ်တယ်ဆိုတဲ့ဟာကိုဒါကျမတို့နည်းနည်းလေးရှင်းပြပေးရဖြစ်ပါတယ်။ rapid method ဆိုပေမဲ့လည်းပဲဒီ arrangement အတွက်ကိုကျမတို့ ိုလိုအပ်လို့ရှိရင်အချိန်ယူရမယ်ဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ် နောက်ကျမတို့ကတကယ်လို့ပေါ့နော်ဒီ DNA probe DNA base assay တွေကိုသုံးမယ်ဆိုလို့ရှင်ကြတော့အဲကျမတို့ဒီ primary သုံးနေ probe တွေသုံးနေပေါ့နော်ဒါနဲ့ပတ်သက်ပြောလို့ရှိရကျမတို့ HIV သင်ခန်းစာမှာဒီစာလေးပြောပြခဲ့ပြီးဖြစ်ပါတယ် primary ရဲ့အနေထားနော် probe ဆိုတာဘာလဲဆိုတာလေးပဲဒါလို့ဒီစာအဲဘာလဲဆိုရဲအချင်းအချင်းအခြေခံစာပဲဆိုတော့ဒီစာလေးရှင်းပြခဲ့ရရှိရပေါ့နော်ဆိုတော့အဲ့ဒီမှာသူကအဲအားနည်းချက်ပုံစံမျိုးနဲ့ရှိတာကြာဗတိရရှိရဆိုတော့ပဲပြနိုင်ပြီးတော့ဟာကြတော့ဒီအကောင့်တွေကတိုင်းတာစစ်စစ်ရေးတဲ့ဟာကအစိတ်တင်တယ်လို့ ပြောတာမျိုးဟုတ်ကျင်မှာဟုတ်မယ်ဒါကြောင့်ကျွန်တော်တို့ကပါလေဆိုလို့ရှိရင်ဂျင်းရှိတယ်ပြီးတော့ဟာကျတော့အဲ့ဂျင်းကနေပြီးတော့အစိတ်ကိုပြုတ်လုထားလို့မဆိုလို့ရဲတွေ့ကြအောင်လို့ဒီကနေ base acid တွေအားလည်းပဲသူ့ရဲ့အကန့်အသတ်တွေအများကြီးရှိတယ်ဆိုတော့ limitation အနေနဲ့ကျွန်တော်တို့နားလည်ထားအောင်ဖြစ်ပါတယ်ပြီးတော့ဟာကျတော့အဲ့လိုပဲကျွန်တော်တို့ဆဲရှိမရှိဆိုတော့စစ်ဆေးပေးလို့ရတယ်ဆိုမဲ့လည်းပဲရှိတယ်ဆိုလို့ရှိရင်တော့မှအဲ့ဆဲဟာဒီ toxin ကို trust ထုတ်စီရဲ့အဲဟာဟုတ်လားဟုတ်လားဆိုတာလေးပဲခွဲခြားနိုင်ဖို့ရတယ်အကန့်အသတ်တွေအများကြီးရှိတယ်ပေါ့ဒါတွေကပါလေဆိုလို့ရှိရင်အဲ့ဒီ probe probe based acid တွေရဲ့အားနည်းချက်တွေဖြစ်တယ်ဒါကကျွန်တော်တို့ PCR လေးပဲအဲ့လိုပဲပေါ့နော် ပီစီအာဆိုတာနဲ့အများကြီးကောင်းနေရတာမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့အားသာကြအားနေချက်တွေဆိုတာကတက်စ်ပေါ်မူတည်တဲ့အနေအထားမျိုးလည်းဖြစ်တယ်လို့ကိုစစ်ဆေးကျင်တဲ့အကောင်ကဘာကောင်ဖြစ်နေလဲဆိုတဲ့အနေအထားမျိုးပေါ်လည်းပဲသွားပြီးတော့မူတည်နေသေးတယ်။ပြီးတော့အဲ့ဒီကနေပြီးတော့အခုစစ်ဆေးပြီးတော့ထားလိုက်ပါဆိုတော့ PCR နဲ့ဆက်လိုက်ပြီဆိုပါစို့။အဲ့တော့ရလာတဲ့အဖြေရလက်ကဘလောက်ထိအသုံးချလို့ရတယ်လဲဆိုတာလည်းပဲလက်တွေ့မှာသွားပြီးတော့မူတည်နေသေးတယ်ပေါ့နော်။ဒါလေးကကျွန်တော်တို့ဒါရှင်းပြတာပေါ့နော်။ရှင်းပြီးတော့ဟာကြတော့နားလည်အောင်ပြောပြပေးတာဖြစ်ပါတယ်။ ဒီမှာဆိုလို့ရှိရင်ကျမတို့ဥမာအနေနဲ့ပေါ့နော်ဒီ ash ကိုလိုက်နောက်တော့ဆောင်းမလားစစ်စေးဝင်ရအတွက်ကိုအများတော်အပြင်ကျမတို့ကအစီ30လောက်ရှိတယ်ဆိုလို့ရှိရင်အသုံးပြုရတဲ့အသုံးပြုရလို့အဲ့ဒီ30လောက်လိုက်ပြီးတော့မစစ်နိုင်ဘူးပေါ့နော်ကျမတို့ဒီ user အနေနဲ့ကကြတော့ ကိုမှာအဆင်ပြေဆုံးဖြစ်တဲ့ဟာမျိုးယူထားအဆင်စစ်မှရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီကနေပြီးတော့တိရစွန်နီလန်ကိုကျွန်တော်ဘယ်လိုမျိုးရအဘယ်လိုနီလန်မျိုးနဲ့ကိုတီသားတွေအဆင်ပြေအောင်လုပ်မလဲဆိုတာအသိရှိနိုင်ဖို့လိုရတယ်ဗျဒါပေမဲ့ဘာလဲဆိုရှင်အဲ့လိုမျိုး SC အများကြီးရဲ့အတွက်ကြောင့်မလို့တည်နိုင်ဖို့အတွက်ခင်ရင်နေသေးတယ်ဒါကြောင့်လို့ကျွန်တော်တို့ဒီနီလန်နည်းနည်းပွားပွားလောက်ပဲကျွန်တော်တို့တည်နိုင်မှာဆိုလို့ရှင်ကုကွားစင်းစစ်စီဖို့အတွက်အတည်ပြုထားတဲ့ဟာဒီဖြစ်တင်တယ်ပေါ့နော်ဒါကကျွန်တော်တို့ကဘာကောင်မတည်ပြီးတော့စစ်မှာလဲဆိုတာဥတီခြင်းနဲ့အကောင်ကိုအဲကျွန်တော်တို့ဥပမာထားလိုက်ပါလားအဲအဲ equal line လားပေါ့နော် equal line လားဒါမှမဟုတ်ရှင်ဆောင်းမနေလားလားအဲ့အတွက်ကိုကျွန်တော်တို့ကအဆင်ပြေ ည်းဆုံးနီလန် recommend တဲ့နီလန်ကဘာရှိလဲဆိုတော့တော့ကိုကနားလည်ထားဖို့လိုအပ်တယ်ပေါ့နော်တန်းပြီးတော့ကြာပါပဲဖြစ် online replace test skin နဲ့စစ်လိုက်မယ်ဆိုတဲ့ဟာမျိုးကကြတော့ wise မဖြစ်ရကြရပေါ့နော်ဒါသူ့ရဲ့အဲသူ့ရဲ့အခြေအနေကိုဟိုကျွန်တော်တို့ကမူတည်ပြီးတော့ဖြည့်ရှင်းတာမဟုတ်လို့တွေ့ကြမလို့တိကျတိကျရယောဂါမျိုးမရနိုင်ဘူးသူပြကျွန်တော်တို့ကတ်ယောဂါအတွင်းဖြစ်လာပြီဆိုလို့ရှိရင်အောက်ရိပ်ပုံစံဖြစ်လာပြီလို့ရှိရင်ဘာလဲဆိုတော့ကျွန်တော်တိကျတိကျတိမာရမယ်ပေါ့နော်ဒါမှကျွန်တော်တို့အဲ့ဟာ ဖြစ်နေရယ်ဒီ food ကိုလောတော့၎င်းအောင်ထောင်ပို့လို့ရှင်လည်းပဲသူရဲ့ source ကိုတော့၎င်းပေါ့နော်အစားအစာဘေးအထွက်လည်းဆိုရင်ရှင်းပြကိုတော့၎င်းဆရာတို့လိုက်ရတာအဆင်ပြေမှာဖြစ်တယ်ပေါ့နော်ဒီမှာကျမတို့ point of need device ဆိုပြီးတော့လေးပြောပြတာဒါဒါကျမတို့ point of key မဟုတ်ဘူး တော့ needs ဆိုတာကတော့သူ့ရဲ့ဒီလိုအပ်ချက်ပုံကိုဒီလိုဟာကျွန်တော်ပူပေါင်းပို့တော်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့အစားအစာကိုကျွန်တော်တွားပြီးစစ်ဆေးရမျိုးလေးဖြစ်နိုင်တဲ့အတွက်ကြောင့်မထမ်းပြီးစမှာပြပြထားဖြစ်တယ်ခုနကပြောတဲ့ nucleic acid based method တွေပါတယ်ပေါ့နော်အဲခုနကပြောတဲ့ lamp တို့ပါတယ်နောက်ကျကျွန်တော်တို့ပါလဲပဲသူ့ရဲ့တခြားသောအဲ fluid system တခြားတရားတွေဒါမျိုးတွေအများကြီးပါဝင်တယ်ပေါ့နော်ခုနအဲအရှိရကျွန်တော်တို့ပြောခဲ့တဲ့ဒီ fluorescent method တို့ electrochemical method တို့ဆိုတာကျကျွန်တော် surface mask ကပုံကိုဒီလိုစစ်ဆေးရအောင်ဖြစ်သွားပြီဒါကကျွန်တော် enzyme မှာစသည်စသည်ရှိသေးတယ်အဲ့ဒါကြီးကကျွန်တော်တို့ metabolic product ပေါ့နော်ဒီ အကောင့်ရဲ့ပေါ့နော်ကိုစစ်ဆေးရှင်တဲ့အကောင့်ပိုးမွားရေးပတူချင်းရေမက်တာဘောလစ်ပရိုဒက်တူသွားပြီးတော့စစ်ဆေးရဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါရဲ့ပါလဲဆိုလို့အုပ်စုတွေဖွဲ့ကြတာလားကိုကပဲအုပ်စုတွေသွားပြီးဥတီပြီးတော့စစ်ချင်တာလဲဆိုတော့ဥတီပြီးတော့ခါကြတော့ point on the device ကိုပြင်ပြီးတော့ခါကြတော့ classify လုပ်ပြထားတဲ့ဟာလေးဖြစ်ပါတယ်ပေါ့ဒါလေးစမဘူးသူတာနေနဲ့ဒါကပြောကြားဖို့အောင်မြင်ဖို့အောင်ပြောပြတာဖြစ်ပါတယ် ခုနပြောရဲကျွန်တော်တို့ method တွေကိုတခုချင်းစီကအားနဲ့အားသာစီတွေပါရှိတယ်ကျွန်တော်ချချရေးထားပါတယ်ကျွန်တော် immunology ရဲ့ method အုပ်စုတွေရာဆိုလို့ရှိရင်မှ ELISA ပေါ့နော်အဲ့တော့ तू ကကောင်းလားဆိုတော့ဟာကျွန်တော်ကောင်းတယ်ဒါပေမဲ့ဆိုရင် तू ရဲ့ limitation တွေကအများကြီးရှိရပေါ့ specific ဖြစ်တဲ့ဆိုပေမဲ့ sensitive မဖြစ်တာတွေရှိရတခါကျွန်တော်တို့အဲ तू ရဲ့ result တွေက false negative တွေပါတတ်တယ်အဲဒါလည်းပဲခုနပြပြခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဘာကြောင့် false negative ဖြစ်တာလဲပြပြခဲ့ပြီးသားနော် cross reactivity တွေရှိရပေါ့နော် तू မဟုတ်တဲ့တခြားဟာတွေတွားပြီးတော့ reactivity တွေတွားပြီးတော့ပြီးနိုင်တယ်ပေါ့နော် तू က detection toxin တွေကို စစ်ဆေးနိုင်လဲဆိုပေမဲ့လည်းအဲ့လိုမျိုးဆရာတို့က cross reactivity ရရှိတယ် sample တွေအများကြီးစစ်ဆေးနိုင်လဲဆိုရင်လည်းပဲ pre enrichment လို့ရပါတော့ဆရာတို့ဒီအဲ laser ဆိုရဲဆိုပေမဲ့လည်းဆရာမြင်မြင်စင်စင်သိနိုင်မြင်သိနိုင်မှာမဟုတ်ဘူးအချိန်ယူရတယ်နောက်ကကြတော့လုံးတဲ့ခါမှလည်းပဲ နည်းနည်းလက်ဝင်နေကြရရှိတဲ့အတွက်ကြောင့်မလို့သူမှလည်းပဲ Eliza ရဲ့ limitation တွေလည်းပဲဒီ4 points တွေကိုသွားပြီးစစ်စစ်ရဲ့ဆွဲနေရမှာအများကြီး limitation တွေရှိရပေါ့နော်။ train person နဲ့လူတွေဆိုရလည်းပဲဒီစားလေးပြောပြထားတယ်ပေါ့နော်။ဒါတိုင်းရပါလိမ့်ဆိုလို့ရှိရင်အတိအကလိုအပ်တဲ့ဒီ limitation တွေဒီတော့ဒီမှာ limitation တွေက advantage တာပို့ပြီးတော့များတယ်လို့ကျွန်တော်နားလည်ထားရတယ်ပေါ့နော်။ နောက်ထပ် lateral flow assay လွယ်လားဆိုတာကျတော့လွယ်တယ်ဗာလေဆိုရင်သူကဈေးသက်သာတွေ reliable ဖြစ်တယ် sensitive specific ဖြစ်တယ်ဆိုပေမဲ့သူရဲ့ဒီအဲလိုအပ်ချက်ကကျတော့ antibody labeling ကြီးလိုအပ်တယ်ဗောနော်အဲဒါမှမဟုတ်လို့ရှင်လေကိုကသုံးတဲ့ဟာပုံဒီလိုဟာကျတော့ antigen label နဲ့လိုအပ်တယ်ဆိုတော့ demilation တွေပဲများစွာရှိတယ်ဗောနော်ဒါပေမဲ့ဒီကောင်တွေကဘယ်လိုမျိုးဒီအကျိုးအာဏိနဲ့ရှိတယ်ဆိုတော့ဒီမှာထပ်ပြီးတော့နောက်ထပ်အဲဈေးအားလေးနဲ့ထပ်ပြီးတော့ရှင်းပြပြီးအောင်မယ်ဘယ်ဟာသူများဟာတခြား method တွေနဲ့ဘာတွေကိုအာဏိလဲဆိုတော့ကျွန်တော်တို့နားလည်လို့ရအောင်ဗောနော် နောက် nucleic acid base method ခုနကဆိုမှပြောရတဲ့မှာ PCR တွေပါတော့ PCR မှာ simple PCR မှာဒီ plus PCR ပါတယ်။ကောင်းတာရှိတာဆိုတော့ကောင်းတယ် sensitivity sensitivity ရှိရဆိုမှဒီ limitation တွေအများကြီးရှိတယ်ပေါ့နော် PCR ဆိုလို့ရှိရင်ပဲသူရဲ့ PCR inhibitor တွေအကြောင်းလို့သိရနေတာရှိရတခါကျွန်တော်တို့ DNA purification လုပ်ဖို့လိုတယ်နောက်တစ်ခါကျတော့ viral non viral စေမကွဲနိုင်ဘူးဒါတွေကျွန်တော်ရှိရပြပြခဲ့ပြီးသားပေါ့နော် PCR သင်ခန်းစာထဲမှာနောက် multiplex ဆိုလို့ရှိရင်လည်းအဲ့လိုနော် primer design တွေပါတယ်သူကသိချာလေးအလုပ်ထားဖို့လိုအပ်တယ်ပေါ့နော် multiplex တွေဆိုလို့ရှိရင်ဆိုတော့ဘာလဲဆိုလို့ရှိရင်ကောင်းလားဆိုတော့ကောင်းတဲ့ချက်တွေရှိတယ်ဆိုပေမဲ့လည်းပဲ limitation တွေအားလည်းပဲသူကလည်းသူရဲ့ set ပစ္စည်းရဲ့အဲပုံစံအလျောက်အဲသူရဲ့သုံးတဲ့ဒီ technique အလျောက်များစွာရှိပါတယ် ။နောက်ကျွန်တော်တို့ real time PC ရဆိုတဲ့ဟာလေးရှိရဲ။ဒါပေမဲ့ဒီကောင်ကကြတော့လေးပဲသူ့မှာ limitation တွေလည်းပဲရှိလဲပေါ့အများကြီးပေါ့နော်။စစတီးပြီးစစတီးပြီးကောင်းတဲ့ reproducible ဖြစ်တယ်။နောက်တစ်ခါကျတော့ amplification ပါညာပေါ့နော် processing ပြီးသွားပြီဆိုရင်နောက်မှာသူကအဲ processing မလိုဘူး။ဒါပေမဲ့လည်းဆို train pattern တွေလိုတဲ့ cross contamination တွေများတယ်။ဘာရွက်နဲ့ဘာပဲပွဲလို့မရအောင်စသည်ဒါမျိုးတွေကျွန်တော်တို့စကုံကြစေးကြီးတာစသည်ဒါမျိုးတွေအများကြီးရှိရဲပေါ့နော်။ နောက်ကျွန်တော်တို့ dual space method တွေကခုနကကျွန်တော်တို့ nest bar တို့ lamp တို့ဆိုတဲ့ဟာလေးရှိတယ်ဒါပေမဲ့ဒီကောင်တွေကကောင်းလားဆိုတော့ခုနကကျွန်တော်တို့ပြောခဲ့တယ်မှာ broadly ကောင်းတယ်ဆိုတော့ကျွန်တော်ပြောခဲ့ရပေါ့ဒါပေမဲ့သူ့မှာလည်းပဲ primary design ကရှုပ်ထွေးတွေ့ကြအောင်လို့သူ့မှာလည်းအားနည်းချက်တွေရှိရနောက်ကကျွန်တော်တို့သူ့ရဲ့ဒီ unknown လို့ဒါမှမဟုတ်လို့ရှိရင် unsequence target လို့ဆိုလို့ရှိရင်သူက detail လုပ်ဖို့အတွက်သူအဆင်မပြေဘူးဒါမျိုးတွေလည်းပဲသူ့မှာအားနည်းချက်တွေရှိတယ် နောက် Nesva Nesva ဆိုရှင်တွေအဲ့လိုပဲ high specificity ပညာပေါ့အကုန်လုံးသူကကောင်းနေဆိုပေမဲ့လည်းပဲသူမှမကောင်းတဲ့ချက်တွေအဆုံးအပြည့်ဆိုမှတို့ဒီ multi multi plus b ရဲ့အတိုင်း PCR ရှိလို့ဆိုဆိုမှတော့လုပ်ရတာချက်တွေဒါကြောင့်မို့ PCR inhibitor တွေကနေပဲသူတွားပြီးတော့တက်ရောက်တာရှိတယ်ပေါ့ဒါရဲ့သူ့ရဲ့အားသာချက်အားနည်းချက်တွေဆိုမှတို့ရှင်ပြီးတော့ပြရတာကောင်းတဲ့ချက်တွေရှိတယ်ဆိုရင်လည်းပဲသူရဲ့ limitation တွေကတော့ဒါမျိုးတွေရှိပါတယ် နောက်ကျွန်တော်တို့တခြားသော array ရှိတယ်ပေါ့နော်ဒီဒီနေ့ micro array ဆိုလို့ရှင်လည်းပဲ multiple position နဲ့အများကြီးကိုသူကစစ်ဆေးပေးနိုင်တယ်ပေါ့နော်ခုနကကျွန်တော် color လေးနဲ့ဖွင့်ပြထားတဲ့ဟာလေးပေါ့နော်ဒါပေမဲ့ तू ကအဲသူ့ရဲ့သူ့မှာလည်းပဲ तू က product လို့ရတယ်နောက် तू ရဲ့ labeling နေလို့ရတယ်နောက်ဒီကဘာလဲဆိုဈေးကြီးရပေါ့နော် viable နဲ့ vice versa ရလည်းပဲမခွဲနိုင်ဘူး train person နဲ့လို့ရတယ်ပေါ့နော်ဆက်ကိုအသုံးပြုရတဲ့အတွက်ကလည်းပဲ technical လေးတခြားလေးအဲ train ထားတဲ့လူမျိုးဖြစ်ဖို့လိုအပ်တယ်ပေါ့နော် ။နောက်ကျွန်တော်တို့ biosensor service method တွေကလည်းပဲသူကလည်းသူကောင်းနေဆွဲဟာလေးရှိတယ်လို့ကျွန်တော်တို့ခုနကပြောခဲ့ပြီပေါ့နော်။ဟုတ်ပါတယ်။ဒါမှမဟုတ်ဆိုတော့ဈေးကြီးတယ်။ဒါခါကျွန်တော်တို့ electrochemical sensor တွေဆိုလို့ရှိရင်လည်းသူက specificity နည်းတယ်ပေါ့နော်။ဒါမျိုးတွေလည်းပဲရှိရတော့ကြောင်းမလို့အများကြီးပဲပေါ့နော်။ limitation တော့သူက washing step လို့ရတယ်လို့နောက်တခြားတော့ကျွန်တော်တို့ food matrix တွေကနေပြီး live analyze လုပ်မယ်ဆိုရှင် interview ကလုပ်နိုင်တယ်။နောက်တော့ကျွန်တော်တို့တခြားဒီ microorganism ကိုချစ်စစ်ချင်တဲ့အကောင်ကြီးနည်းတယ်ဆိုလို့ရှိရင်လည်းစစ်ဆေးဝေးရတော့အဆင်မပြေဘူး။ဒါမျိုးတွေလည်းပဲအများကြီးရှိပါတယ်။ ။နောက်ဆက်မှာတော့ mass space person ဆိုတဲ့ဟာလေးရွေးရှိသူလည်းအဲ့လိုပဲသက်သာတယ်လောက်ရတာလွယ်တယ်။ဘာညာအဆင်ပြေရပါဒါပါလို့ဆို specific sensitivity မကောင်းဘူးเนาะလောက်ရတာလွယ်တော့ခါကျတော့ထွက်လာတဲ့အဖြေရတာမျိုးတွေဆီမှာ specific sensitivity မကောင်းဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်။နောက်တစ်ခါဆီမှာတို့ bacteria incubation လောက်ရတဲ့တွေ့ဆောင်မှုအချိန်ကြာရတယ်။ washing နေဘာညာတွေလောက်ရတယ်ပေါ့เนาะဒါမျိုးတွေဆီမှာတို့က problem တွေအများကြီးရှိပါတယ်။ ဒါရဲ့ကျမတို့သူ့ရဲ့ method alike ကိုပေါ့နော်အချိန်တွေဘယ်လောက်ကြာလဲဆိုတော့ကျမဒါလေးပြပြပြောချင်လို့ထည့်ထားတာပေါ့နော်ခုနကကျမပြောခဲ့တဲ့ဒီမှာ ila jar electric fluid ဆီပါတယ်ဆိုပေမဲ့လည်းပဲမြန်လားဆိုကြည့်ကြပါဦးနော် sc time က3 hour ဆို10 hour ဆိုအဲ့လိုမျိုးတွေကြာပါဘာလို့လဲတော့တော့ကြာရတယ်ကျမစဉ်းစားဖို့လိုအပ်တယ်အဓိကကလည်းဆို pre arrangement လုပ်ရတာအဲ့တော့ဘာဖြစ်လဲဆိုတော့ pre arrangement မလုပ်ဘူးဆိုလို့ရှိရင်လည်းခုနကကျမတို့ပြောခဲ့တဲ့အကျိုးကျေးဇူးတွေမရနိုင်ဘူးကြောက်ကျမတို့ဒီထွက်လာတဲ့အဖြေကတော့ live ပဲဖြစ်ဖို့ဆိုတော့လုပ်မယ်ဆိုလို့ရှိရင်လည်းဒါမျိုးကျမတို့အဖြေရရဝေးရတော့အကြာကြီးနေဆောင်ရတယ်ပေါ့နော်နောက်တစ်ခါကျတော့လုပ်ဝေးရတော့ technical လေး technical ရလေးပဲကျွန်တော်တို့သိထားဖို့လိုအပ်တယ်။ခံပြောရရင်ကျွန်တော်တို့က food marketing နဲ့ပတ်သက်ပြီးတော့ခါကြတော့ food ဘောင်းပတ်သက်ရှင်တွေ food sample တွေရတယ်။သွား resume ဆိုလို့ရှိရင်တွေ့ရနိုင်တဲ့နေထားရဖြစ်ပါတယ်။စစ်ဆေးလို့ရတဲ့ဟာတွေကဒါဥမာလေးပြပြထားပါဘောနော်။ဘလောက်အကောင်အရေအတွက်ကတော့ကျွန်တော်တို့ဘလောက်ဆိုရအတိအကျတော့ဒီမှာပြပြထားတယ်။ဘလောက်အရေအတွက်ဆိုလို့ရှိရင်တော့စစ်ဆေးလို့ရဆိုတော့အဲ့လောက်ထိမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့သွားပြီးတော့စစ်ဆေးလို့မတွေ့နိုင်ဘူးဘောနော်။သွားစစ်လဲကျွန်တော်တို့အကောင်ရှိရဆိုလို့ရှိရင်တော့ကျွန်တော်တို့မတွေ့နိုင်ဘူး။ခံပြောရရင်ကျွန်တော် limitation တွေအများကြီးရှိပါတယ်။ ။နောက်ကျွန်တော်တို့ multiplex PCR ဆိုလို့ရှိရင်အဲ့လိုပဲ24 hour အောင်စောင့်ရတာပေါ့နော်အကြာကြီးပဲ။နောက်ခုနက method တွေတော့ပို့ပြီးတော့ဟာကြတော့နေတယ်။ဒါမှမဟုတ်လဲဆိုတော့ तू ကအကောင့်အကြီးအတွက်အပြင် test 3လို့ပါလို့ဆိုတော့ဟာကြတော့နေတဲ့ကောင်လေးဆိုလို့ရှိရင်တော့တွေ့ရပါပေါ့နော်။ နောက်ကျွန်တော်တို့ real time pcr level အဲ့လိုပဲကျွန်တော်10 hour ဆောက်ဆောင်ရတယ်ပေါ့နော်အဲ့တော့အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့က limitation တွေအများကြီးရှိတယ်ဆိုတာလေးပဲကျွန်တော်တို့နားလည်ထားဖို့လိုအပ်တယ်ပေါ့နော်သူရဲ့ဒီဘဲအစားအစာတွေကျွန်တော်တို့စစ်ပါလေဆိုရဲအဲဒီ food matrix ရဲ့အနေထားကိုလည်းတော့ရှင်းပြထားသေးတယ်ပေါ့နော် chicken တို့ဟာ liquid egg တို့နောက်တော့ဆက်ပြီးနေပဲဆက်ပြီးတော့သူရဲ့စစ်စေးရမယ်စစ်စေးစစ်စေးတွေ့နိုင်တဲ့ဒီအစားအစာမျိုးစားတွေလည်းရှိသေးတယ်ကြာမလို့အဲ့အုပ်စုကိုဒီဘက်ကကြာတော့လည်းသွားပြီးတော့စစ်ပြီးရမှာဖြစ်ပါတယ် နောက် next ပါ next ပါဆရာမတို့ခုနကပြောခဲ့သလိုပဲမြန်နေပေါ့နော်သူက4 hours လောက်ကြာတယ်ဒါပေမဲ့ဗာလဲဆိုလို့ရှိရင်သူစစ်ဆေးလို့ရတဲ့အနေထားကဆရာ eco line ဒီ edge line ပေါ့နော် drinking water ပါဆိုလို့ရှိရင်ဆယ်နည်းနည်းလေးပဲအဲပိုးနည်းနည်းလေးပဲရှိတယ်ဆိုလို့ရှိရင်တော့ဆရာတို့တွားပြီးတော့စစ်ဆေးလို့တွေ့နိုင်တယ်ပေါ့နော် now lamp lamp က less than 20 hour ရှိတယ်သူလည်းပဲအဲ့လိုပဲ 5cfq လာဆိုလို့ရှင်တော့တွေ့နိုင်တယ်ဆိုတာတော်တော်လေးကျွန်တော်တို့ကောင်းနေပေါ့နော်ခုနမိနေတဲ့ make ဒီမှာကျွန်တော်တို့ lamp နဲ့သွားပြီးစီမဲ့လို့ရှင်ဆောင်းမလေးရှိကြလားကျွန်တော်တို့တွေ့နိုင်နေဆိုရင်ဒါပြီးလို့ကျွန်တော်တို့ဒီမှာပါလေးပဲရှင်းပြထားတယ်ပေါ့နော် nucleus in base method တဲ့နောက်တဲ့ array ပေါ့နော် array ကအချင်းကတော့သူကပြောပေါ်ပြထားဆိုမဲ့လေးပဲသူစစ်ဆေးလို့ရတယ်အစားအစာအမျိုးအစားတွေနောက်ကြတော့ကျွန်တော်တို့တွေ့နိုင်တဲ့အကောင့်တွေတွေ့နိုင်တဲ့ limit တွေလည်းဒီမှာထပ်ပြီးတော့ကျွန်တော်တို့လေ့လာလို့ရပါတယ် ။နောက်ဘာလို့စဉ်းစားပေါ့နော်။ तू ကတော်တော်လေးစမတီ highlight လုပ်ထားတာကတော်တော်လေးမြန်တယ်55မိနစ်လောက်ရှိတယ်။အဲ့တော့ तू စစ်ဆေးလို့ရတဲ့အသားဒီပုံစံကြီးရှိတယ်။ camera look back တာဆိုလို့ရှိရင်ဘလို့ block limit ဆိုစစ်ဆေးလို့ရတဲ့ဆိုတာလေးရှိတယ်ပေါ့နော်။ဆိုတော့ဒါရဲကဘာလဲဆိုရင်စစ်ဆေးတဲ့နေလန်းရယ်စစ်စည်းလို့ရတဲ့ဒီမှာ food matrix ပေါ့နော်အမျိုးအစားရေဘလောက်တိ limit လို့လုပ်လို့ရတဲ့ limit လဲဆိုရဲဟာပေါ့ဒီပြီးတော့စစ်စည်းနိုင်တဲ့နေလန်းနေကွဲပြားသွားတယ်ဘယ်ဟာဥတီပြီးစစ်စည်းမဲ့ဆိုတာလည်းပဲကွဲပြားသွားတာပေါ့နော် နောက်ကျမတို့နိုင်ဝက်တွေစစ်ဆေးပြီးလို့ရတယ်မှာရေးထားတဲ့30 minutes ပေါ့လက်ရုကမီရဲ့စံစာရည်ရဲ့ကအားသာတဲ့ဟာတွေကကျမတို့ဒီဒီအကောင့်တွေပေါ့နော်ဒီမှာပြထားတဲ့ list တွေရဆိုလို့ရှိရင်ဒါဒါတွေဆိုရှင်မြင်မြင်ဆက်ဆက်ကျမတို့ make လို့နော် chicken extra တွေကနေစစ်ဆေးလို့ရတဲ့ဟာတွေရှိပါတယ်ပေါ့နော်နောက်ကျမတို့ must be စံစာဆိုလို့ရှိရင်လည်းအဲ့လိုပဲသူရဲ့အကောင့်ကြီးနောက် detection limit တွေဘယ်ဘယ်အစားအစာဦးတည်ပဲစစ်ဆေးလို့ရတယ်ဆိုတဲ့ဟာလေးပဲကျမတို့တွေ့လို့ရပါတယ်